ဒေတာရတော့ကျွန်တော်အရင်ဆုံးကတော့ဟိုပါဒီမန်လေးတိုင်းဆိုတော့အရင်ဆုံးသွားတော့ကျွန်တော်နေပြော်မှာနားတယ်နေပြော်မှာနားပြီးတော့အဲ့မှာလိုတဲ့နေရာလေးရှိရကျွန်တော်လှူတယ်လှူပြီးသွားတော့ကျွန်တော်တို့အာမရဘူရာဘက်သွားတယ်အမှန်မှန်တော့ကျွန်တော်တို့သွားတာအင်းဝမရဘူရာဒီကနေ့ရှင်မန်လေးကျွန်တော်တို့တောက်ချောက်လောက်ထားပါဘောနော်ဒါပေမဲ့ဒီကနေ့လမ်းမှာကျတော့ကျွန်တော်တို့နေရာကြီးလိုက်ကြည့်ရတာပေါ့ကြည့်ရတဲ့အခါမှာကျတော့မှကျွန်တော်တို့လှူဖို့အဆင်ပြေတဲ့နေရာရယ်ဆိုတော့ပြောတော့ဟိုတကယ် လိုအပ်တယ်ဆိုပြီးတော့တကယ်ဖြစ်တဲ့နေရာရဲ့ကျွန်တော်တို့အဲ့ဒီနေရာကိုရှာပြီးလူရတာပေါ့ပြောမှဆိုရင်လမ်းမှာအချိန်ကုန်တာလေးများတယ်ကျွန်တော်တနေရာရောက်သွားလို့ရှင်ဟိုတချို့နေရာကြီးပြည့်စုံနေတဲ့နေရာကြီးရှိရယ်ဟိုများနေရာပေါ့နော်အဲ့လိုနေရာကြီးဆိုလို့ရှင်ကျွန်တော်တို့ဟောဒီမှာရှိရယ်ဆိုလို့ရှင်တော့ဘယ်နေရာမှာပိုလိုအပ်လဲဆိုတဲ့နေရာကြီးတော့ဒီကလိုက်ရှာပြီးသွားလူပစ်တာပေါ့တကယ်တမ်းလိုအပ်နေတာကတော့ပြောရလို့ရှင်ကျွန်တော်ကတော့ငွေသားလိုအပ်တာငွေသားကိုပဲကျွန်တော်အဓိကလူစီနေတယ်ဘာလို့လဲဆိုတော့ဟိုအကောလုံးကပြောမှဆိုရင်ဟိုနေဖို့တောင်မှအိမ်မရှိတဲ့ခါကျတော့ပြောမှဆိုလို့ရှင်ကျွန်တော်တို့ ဒီဆန်နေပါရေးသွားပြတဲ့အခါကျတော့ဟိုချက်ဖို့အတွက်ပါဘို့ကျတော့မီးမလာတာတော့ပါတော့အဲ့လိုခက်ခဲတွေအများကြီးရှိရပါတော့နော်အဲ့လိုမျိုးဆိုတော့အဓိကတော့ငွေကြေးရယ်အဲစားတော့တွေကတော့အခုဆိုရင်တော့တော်တော်များများပြည့်စုံနေပါပြီအခုလိုအပ်တာကတော့ကျွန်တော်တို့အဓိကထားစီချင်တာတော့ပြန်လဲထူထောင်ရေးအတွက်ကိုတော့နည်းနည်းအာရုံစိုက်စီချင်တယ်ပေါ့ဘာလို့လဲဆိုတော့ဟိုတော်တော်များများအစားတော့တွေစားတော့တွေလိုရယ်ဆိုတော့အစားတော့တွေကတော့အစင်ပြေဆိုပေမဲ့ကျွန်တော်တို့ အမြဲတမ်းဒီပုံစံတိုင်းပဲနေလို့မရဘူးပေါ့နော်အရင်လိုမျိုးကျွန်တော်တို့ပြန်ပြီးခန်းဘက်ပြန်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးပြန်လဲထူထောင်ရမယ်ပေါ့လို့ရှိရင်ပျက်စီးသွားတဲ့နေရာတွေကိုပြန်ပြီးပြန်လဲတည်ဆောက်ရမယ်ဒီအရာတွေလိုအပ်တယ်ပေါ့ဟုတ်အမ်ခန်းစားချက်ဆိုရင်တော့ဟိုထွ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 ကအဲ့လိုမျိုးရောမရှိပါဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ video တွေမြင်ကြတဲ့ကကျွန်တော်တို့စိတ်ထဲမှာအဲ့လိုမျိုးအရန်ကိုကိုယ်ကိုယ်တိုင်သွားပြီးတော့အများကြီးကူညီပေးခြင်းနဲ့လှုပ်ပေးခြင်းနဲ့ဆိုရယ်စိတ်တင်နေကျွန်တော်သွားခဲ့ကြတာပေါ့နော်ဟိုရောက်တော့လေအဲ့လိုမျိုးတကယ်ဖြစ်ဖြစ်နေတဲ့အရာတွေလည်းတွေ့တယ်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောရမလဲအများကြီးပါပဲ ကိုတိုင်သွားပြီးလူမဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်ကတော့အခုလောလောဆယ်မှာတော့အကြံပေးချင်တာကတော့အဲ့လိုအစားအသောက်တွေလူပါထပ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အဝယ်စားတွေလူမဲ့ပြီးသွားလို့ရှိရင်အဲ့လိုပေါ့ကျွန်တော်တနည်းတမှာ၃၃ပြည့်တဲ့ခါမှာလိုအပ်တဲ့ပစ္စည်းလေးတွေတော့ဒါလူသေးချင်တယ်ပြီးသွားလို့ရှိရင်တော့ငွေကြေးပေါ့ဒါကတော့ဟိုဘမမဆိုဟိုတုံးလို့ရရပါတော့เนาะအဲ့အတွက်အဆင်ပြေရယ်ခုနပြောလို့ဟိုအရန်ထိန်းရတင်းရခက်တဲ့ပစ္စည်းကြောင့်သူနေဖို့နေရာတော့မရှိတဲ့ခါမှာကြတော့ဒီပစ္စည်းတွေဟိုထိန်းမှုတိမ်းမှု ခါမှာကျတော့ဟိုညာကြီးဟိုရှုပ်တယ်ပေါ့အခက်ခဲတွေကတော့အဓိကတော့လမ်းပေါ့လမ်းပန်းဆက်သွယ်ရကျွန်တော်သွားတာအရင်ခက်ခဲတယ်ကျွန်တော်ပြောမလို့ရွာရည်တဲသွားမယ်ဆိုရင်တော့မှကျွန်တော်အဓိကလမ်းနေပြတ်နေတာနဲ့ဟိုဝင်ရခတ်တာနဲ့ဆိုရင်ကျွန်တော်လမ်းနေအများကြီးသုံးရတယ်အဲ့လိုမျိုးဆိုတော့ဟိုလမ်းပန်းဆက်သွယ်အဲ့ဒါတော့အရင်ခက်ခဲရှိရယ်ကျွန်တော်ကတော့ဘာမှအဲ့လိုခက်ခဲရတော့မရှိပါဘူးဥနာပြောလို့ပေါ့အဓိကကတော့ဟိုလှူလို့ရှင်တယ်ကျွန်တော်စနစ်တကျလှူတာမျိုးပေါ့အဲ့အဲ့ဒါလေးတော့နောက်ထပ်ထပ်ပြီးတော့သွားလှူဖို့ရှိလားဟုတ်ရှိပါရဲ့ကျွန်တော်အခုနပြောဆိုကျွန်တော်ပြန်လေဖြူတောင်ရေးအတွက်တော့ကျွန်တော်ယာယီတန့်နေ ပါလို့ရှိပါတယ်ဟုတ်ကျွန်တော်တို့လည်းတက်နိုင်သလောက်ပေါ့နော်တက်နိုင်တဲ့ဘက်ကနေပြီးတော့အော်ပါဝင်ပြီးတော့ကျွန်တော်ဟိုဟိုကူညီနေပါတယ်အော်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အများကြီးကူညီလိုအပ်တယ်ဟိုခု fusion နေလူကြရလဲကျွန်တော်ဝမ်းသာတယ်ဟိုတောက်လျှောက်တွေလူနေကြပါမယ်ပြန်လဲထူထောင်ရေးကြလို့ရှိရင်အားလုံးဟိုအားမရှိတော့မှကျွန်တော်စိတ်ပူရဲပေါ့နော်အခုရှိမှတော့အကုန်လုံးဟိုနေရာဘောင်းဆောင်ကနေပြီးတော့လာပြီးကူညီကူရတယ်လူကြရတယ်ဒါအရန်ဝမ်းသာပါတယ်ပြန်လဲထူထောင်ရေးအချိန်ကြလို့ရှိရင်လဲဟို တက်နိုင်တဲ့ဘက်ကနေအားလုံးပါဝင်ပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်